အလေးပြုပါတဲ့တောင်မူဗကိစားရှိလို့အမကွာပါကြလေမေုံမြို့မှာရေတန်းဆက်လေရောက်လေတဲ့ဆုံချမ်းကြောင်းဆုံဆန်းခိုင်းမလို့ပဲသူကလူတွေဖိုးတန်တီးဖြစ်တာကြောင့်တတိထားဖို့ပြောလိုက်ပါတယ်ကုလရွှေကတော့ဆုံချမ်းကိုလိုက်ဖမ်းဖို့အတွက်တဆင်ချင်းဆုံဆန်းလို့နေပြီးဆုံချမ်းအစ်စ်တို့ရတောင်ရေတွေကသူ့အလို့ပေးပြီးသူတကယ်ချင်းကိုမတင်ခါနိုင်ကြောင်းမင်းမြန်လို့နေပြီးဆုံချမ်းအစ်စ်ကခူလွေးတွေထွက်ပြေးသွားတယ်ဆိုပြီးတခေါ်ကပြောတော့ကုလရွှေတို့တတိုက်ကလိုက်ဖမ်းလို့နေပြီး ကိုရောရှူထက်တယ်လို့ရူလဲတာက420ဖြစ်နေတာကြောင့်တွေ့သွားခဲ့ပါတယ်။အေရော့တခါမှာတော့အမေဖြစ်သူကမင်းတို့အဖေရဲ့တငယ်ချင်းတမီးနဲ့လက်ထက်ရမယ်ကြောင်းပြောတော့ဆွန်ဆိုင်တယောက်စိတ်ညစ်ပြီးတငယ်ချင်းတွေနဲ့တူ wifi လို့နေပြီးကို့အမေလက်ထက်ပေးမယ်သူကရွာမြန်တဖိုးရဲ့တူဦးဒီတော်တမီးဖြစ်ပြီးသူ့နာမည်ကဟိုဝေဖြစ်တယ်။သူ့အမေရဲ့ဆန္ဒကိုမလုံဆန္ဒနာကြောင့်လက်ခံလိုက်ရပြီးမိမမယူခင်သူ့တို့မျိုးရွယ်ရဲ့ဒလေးအတန်း15ရက်တတိဖုန်းကြီးဝတ်ဖို့အတွက်ရွာပြပြီးဖုန်းကြီးဝတ်ခဲ့ပါတယ်။ဒဇင်းလုံးရဲ့အော်ဇော်လန်အမေပြရတော့ငွေတို့ချေးဆိုင်လို့ဖြစ်ပြီးဒဇင်းလုံးကလည်း တူလက်ကလွတ်တဲ့လူတယောက်မှမရှိဘူး။ချေးထားတဲ့လူတွေကလည်းပုံမှန်အတုံးမတက်ရင်မရှိရှိသားယူသွားလို့ရှိပြီးသူအချွေးကင်းတဲ့လူတယောက်မှမရှိတာကြောင့်ပြန်မပြောနိုင်ဖြစ်ကချိတ်ဆဲယုံရလွယ်ပြီးဘာမှမတက်နိုင်ပါဘူး။ချစ်တီမစီမချက်မပြည့်တဲ့တားတယောက်ရှိလို့နေပြီးသူ့ရဲ့ရှေ့ဆုံးခံကြွလာတဲ့ဘုန်းကြီးစီကနေပင်နေတီဆန်းကျင်လာကြောင်းတောင်းခဲ့ပြီးဘုန်းကြီးကတော့ကျောင်းဝင်းထွန်းဆောင်ပစ္စည်းကိုမယူရဘူးလို့ပြောလိုက်ပါတယ်။ဒါ ਉਹ အမေပီယာတိလို့သွားပြီးတဖြစ်သူကိုမကြွရကောင်းလားပြောကစိတ်တူလို့နေပြီးငါချောင်းတီအောင်ပြရတည်တာပဲဆိုပြီးပြောလိုက်ပါတယ်။ အမေဘီကတော့အပင်မှာဒူတကိုးစားကြီးမှလည်းပိန်နေဒီကိုတုံးနဲ့ခုလိုနေပြီးပြုတ်ကျတဲ့ချိန်မှာတော့အစားတလုံးနဲ့ပိန်နေဒီပြီးပြီးမာလကီယာတွားခဲ့ပါတယ်။ဒဇေးလို့ရဲ့ဂေါတွဲဆုပ်အမြက်ကြီးစားနေတဲ့ချစ်တီမာကတီရတာကြောင့်ပျော်လို့နေခဲ့ပါတယ်။တေဆုံးသူကဆွေးမရှိမျိုးမရှိဖြစ်ပြီးကျန်တဲ့တားကလည်းကြက်မပြေတာကြောင့်ရွာရွာသားတွေကလည်းဝိုင်းလို့ပေးခဲ့ကြပြီးဖုန်ကြီးတွေကလည်းတက်ပြောက်တရားရွတ်ဖက်ပေးလို့နေခဲ့ပြီးတရားနာပရိသတ်တွေက အနံ့တစ်ခုရလွန်နေပြီးတစ်ဖက်မှာထော်ထားတဲ့ပင်လယ်တီးစီကဒါလာဖြစ်ပြီးကောက်တရအောင်ကလည်းအလုံးဘက်ကကြီးလာကြောင်းနှမျောလွန်နေပြီးတေဆုံးသူအမေပီစီတောင်းပြီးရွာရတဲ့ကိုခွဲခိုင်းရပြီးဒီလိုလာကြတဲ့အေဒဲတွေကိုဒုတက်တရားခံပင်လယ်တီးနဲ့အေခံလို့နေခဲ့ပြီးညညလာတရားနာကပြီးလို့တွားလာကြောင်းဖိုးကြီးတွေကလည်းကြောင်းကိုပြန်ကြွခဲ့ပါလေပိုနေတဲ့ပင်လယ်တီးတွေကိုအေဂျူတွားတဲ့နှုတ်ခမ်းမွေးကစတဲ့အချောက်ခံခဲ့ရပြီးနောက်ထပ်ယူတွားတဲ့လင်းမြားနဲ့ကလည်းချောက်ခံရရပါတယ် မနေ့ရောက်တဲ့ခါမှာတော့တဲချောက်ခင်ရတဲ့လူတွေကမိုးရွပစ်ထားတယ်လို့သဘေတရားထောင်းလို့နေပြီးအသားကလည်းမဲ့ရှိလို့နေပြီးဒီလိုဖြစ်တာကကျင်းဆုံးသူရဲ့ပစ္စည်းကိုအီယူသွားလို့ဖြစ်တာတိတ်ပြီးစိတ်မပူပါနဲ့ရက်မလဲမချင်းလာချောက်အောင်ပါဆိုပြီးအပိစကားပြောလိုက်ပါတယ်ရွာလူရွာသားတွေစီကိုဘုန်းကြီးကရောက်လာပြီးဘုန်းကြီးကိစ္စရှိတာကြောင့်တခြားရွာကိုတွားရမှာဖြစ်ပြီးရွာရဲ့ကိစ္စအဝဝနဲ့အတူပါကိစ္စတွေကိုကြောင်းမှကြံခဲ့တဲ့ဦးစင်းဆုံချိုင်နဲ့တိုင်မင်းမို့မှားလိုက်ပါတယ်ဒုတိယညမှာတော့ရွာသားတွေနဲ့ပြည်ရင်ယူမယ်ဦးစင်းက အမေပီတရေကိုကြောက်တာကြောင့်တခြားပရိသတ်တွေဥစဉ်တွေကိုအောက်ဆင်းဆောင်ရကြပါတယ်။ဒီအမရဲ့တရင်ကကြီးတာကြောင့်ခုံးကြီးတွေကမလိုက်ရဲတာကြောင့်ကိုရင်တွေကိုလွတ်ခဲ့ကြပြီးဥစဉ်ပီကပရိသတ်ဖို့အတွက်ရှိကဥဆောင်ခဲ့ပြီးမနေ့တနေ့မှာတင်ငန်းစီတာကြောင့်တရားစာမရဖြစ်လို့နေပြီးစာရွက်ကြည့်ကပရိသတ်လို့နေခဲ့ပါတယ်။တပ်ဖြစ်သူကအမေဖြစ်သူရဲ့ခေါင်းတလားကိုရိုက်ပုတ်ပြီးသမင်မဆားရတာနေရရှိပြီးဖြစ်တာကြောင့်ထကြည့်ဖို့ခေါင်းတလားကိုအချိန်ချင်းရိုက်ပုတ်လို့နေပြီးဒါကိုကြည့်နေတဲ့ဘုန်းကြီးနဲ့ရွာသားတွေကကြောက်တာကြောင့်ပျိတ်တောင်ဆွမရတော့ပဲအကုန်ထပြန်သွားပါတယ် ်ခွန်တလာကိုဆောင်ဖို့အတွက်အရက်တမားတွေကကြံလို့နေခဲ့ပြီးတညာလုံးဆောင်ရောက်မှာဖြစ်တဲ့ကြောင်းအပြင်းပြင်းဖဲကစားလို့နေပြီးသူတို့တွေကတယောက်ကဇက်တိုက်ရှုံးလာကြောင်းတေးမအမေပီကနိုင်အောင်မလုပ်ပေးတာကြောင့်ခေါတလာကိုပြတနာရှာလို့နေပြီးအမေပီတာတကယ်ရှိရင်ထွက်ခဲ့ဖို့ပြောတော့ဆက်ချစ်ဆိုတယ်လို့မိဟပိတ်လို့တွားပြီးခဏကြာမှာတော့ခေါတလာကသူဟာသူပြုတ်ကျလို့လာပြီးအခောင်းထဲကအမေပီယာသူတို့ရှေ့ကိုလက်ငါဆွတ်လို့လာရပါလေ။ကြောင်းမှာဥစဉ်နဲ့ကက်ပီယာတို့သာချန်ခဲ့ပြီးကက်ပီယာကအလေးစွန့်ကျင်တာကြောင့်တယောက်ထဲမတွားရလို့ဥစဉ်ကိုအခေါ်ခေါ်ရပါလေ။ အလေးသွားနေတယ်ဘိုးတော်ကကြောက်တာကြောင့်အပြင်မှာစောင့်နေတဲ့ဦးစင်ကိုခဏခဏလမ်းခေါ်လိုနေခဲ့ပြီးကိစ္စပြီးလို့ရှေးမရေးမှာရေဘိုးနဲ့ကနေဦးမဲတုတ်ထားတဲ့တရေကိုမြင်ပြီးပူကြောက်လို့တွားရပါလေအပြင်မှာစောင့်နေတဲ့ဦးစင်ကလည်းခွေဦးတန်းကြတာကြောင့်အိမ်သားတဲ့ပြုတ်ဝင်လို့တွားခဲ့ပြီးတကားကိုအတင်းပိတ်လိုက်တာကြောင့်တကားချက်ကကျိုးလို့တွားရပါလေတကားချက်ကကျိုးတာတော့ဘလို့ပြောင်းထွက်မှလဲဦးစင်ရဲ့ကိစ္စမရှိပါဘူးခဏနေထွက်ပေါက်ရှာလို့ရပါလေတကားလာပြီးအောင်လို့ပါဦးစင်မကြည့်ပါဘူးကပိယကဦးစင်ကိုမျက်စာပြစ်လို့ဦးစင်ကရေမရှိဘူးထင်တာကြောင့်ရေဘားကိုဖွင့်ပေးခဲ့ပြီး ကပီယာကနောက်တစ်ခါမျက်စိပြန်ပြပြခဲ့ပြီးရေအိုးနဲ့ကြည့်ချိန်မှာတော့အိုမတဲကိုတွေ့လာကြတော့ထွက်ပြေးချိန်မှာအင်နာကပွဲလိုတွားပြီးဦးစင်ကတင်ကန်းကောင်ကြိုက်ကတန်းပြေးသွားခဲ့ပြီးကပီယာကတော့ဆောက်ကြောက်ထိုင်လေးကြောက်လို့နေခဲ့ပါတယ်ဦးစင်ကတင်းမကြောက်ရှာပါဘူးမနေ့ရောက်တဲ့ခါမှာတော့အိရာတဲ့လဲယုံလောက်လေးပဲဖြစ်သွားပါတယ်နောက်တစ်ရက်မှာတော့ဦးစင်ကနေကောင်းပြောက်ပြီးတချွိုက်ရကဖုန်းကြီးเจ้าမှာလူထပ်ဖို့တွားရပါတယ်တချွိုင်ရကကြောင်းနိုင်ကဦးစင်တို့ကြောင်းမှာကြောင်းနိုင်ကမရှိတာကြောင့်ခဏတာထိမ့်သိမ့်မှုတွေပြောခဲ့ပြီးဦးစင်တို့ကြောင်းနိုင်လာမှလူထပ်ဖို့ပြောခဲ့ပြီးကြောင်းကိုပြန်ခဲ့ပါတယ် ကျွန်တော်တို့ခါမှာတော့ရွာလူကြီးတို့ကရောက်လို့နေပြီးပါကစ္စတန်နိုင်ငံကြောင်ရောက်နေတာလည်းမေးတော့ဒီကလေးတွေကဆရာတော်ဟာတရေကြောက်ပြီးထွက်ပြေးသွားတယ်လို့ပြောတော့လာကြည့်တာပါဗျာအာရဘကိုရက်အကြကြီးမထားတော့ပဲအာဂျင်မိတကြိုးဖို့အတွက်ဦးစင်ကိုပြောခဲ့ပြီးတလက်စားတဲ့အခေါင်းလေးကနေထွက်လာတဲ့အာရဘကောင်ကိုဦးစင်ဦးဆောင်ကပြန်ထည့်ပေးပြီးမိတကြိုးမဲ့နေရာကိုခေါ်သွားဖို့ရှောက်လိုက်ပါတယ် အရူဘာအင်ရောက်တဲ့ခါမှာတော့အလောင်းကောင်ကိုပြန်မထက်ခင်ဦးစင်းကိုအလောင်းကောင်ကအတားတကြီးလက်ခဲ့ဖို့အမိတ်ပြန်ခိုင်းခဲ့ပြီးနောက်မှာတော့အခောင်းနဲ့ပြန်ထည့်ပေးလိုက်ပါတယ်အခောင်းနဲ့ပြန်ထည့်ပေးပြီးနောက်မှာတော့တကြီးကအလောင်းကောင်ကိုလဲဖို့ပေးရမှဆိုးတာကြောင့်မလင်တပတ်လူကထွက်သွားခဲ့ပါတယ်အလောင်းကောင်ကိုတဲဖို့အတွက်ဒီမှာရှိတဲ့သူတွေနဲ့ဒဇွန်ဆက်စီအရောက်ပို့ဖို့ဆိုတပည့်တော်တို့ကိုတူးနေပါတခါတည်းမိရှို့ကိုပြောတော့လမ်းမှာတွေ့တဲ့သူတွေကအမြင်မတော်လို့ကုညင်ပေးမှာပါလို့ပြောတော့လက်တွေ့မှာကြာလမ်းပေါ်မှာခွေးတကောင်ကြောင်တမီးတောင်ရှိလို့မနေခဲ့တာကြောင့် ဒီမှာရှိတဲ့ဒူတင်နဲ့ပဲဇေယျကိုပို့ခဲ့ကြပြီးလိုက်ပို့တဲ့ဒူတင်ကိုလည်းနေကင်းကြောင်တောင်လမ်းမတရေ၆တောင်ကြောင်လှည့်ပြန်ခဲ့ကြပြီးတစ်ဖက်ကခြေလက္ခဏာမင်းနေတဲ့ဘွားတော်တွေကဆုလက်တစ်ခုဝင်မယ်အဲ့ဒါကအကျွေးရှင်ဟောင်းစီရပြောတော့ဒူတို့ရဲ့အကျွေးရှင်အမေပီကတည်ဆုံးသွားပြီဖြစ်တာကြောင့်လောင်ရယ်လို့နေခဲ့ပြီးခဏကြာမှတော့အမေပီကခေါင်းတလိုက်နဲ့တူလို့ရှိကိုရွှ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  ပယံဆရာကိုဘုန်းကြီးနဲ့အတူဒီတညတော့ဘုန်းကြီးကျောင်းမှာအတူအိတ်ခိုင်ခဲ့ပြီးပယံဆရာကအဲ့အိတ်ချမ်းတာကြောင့်မဖြစ်ဘူးပြောတော့ညဘက်အဖော်ရရင်နဲ့ဦးစင်းကတော့ဖះရှိကကျေတာကြောင့်အဲ့မှာအေးလို့ရတယ်လို့ပြောခဲ့ပြီးညတော့မရောက်တယ်ဘူးဦးစင်းကတော့ကျင်းမှုတွေပြင်လို့နေခဲ့ပါတယ်ဒါနဲ့တကြီးဘုန်းကြီးကျောင်းမှာအကောင့်ထည့်လို့ရမယ်ကူရှိရပေါ့လေပြည့်ရတဲ့လာကကျွန်တော်ရဲ့ဦးလေးတေတော့အကောင့်ထည့်မယ်ကူမရှိဘူးနော်မစိုးရိမ်ပါနဲ့ကွာအရင်ကအကျွေးရှင်ဟောင်းရဲ့မိတ်ဆွေနဲ့အတူဂူတွေကိုတိတ်ထည့်ထားတာဗျာအရင်ကတည်းကကျွန်တော်ညကထည့်တာမဟုတ်ဘူး အခုတကြီးလို့လည်းတော့ပြက်တနာပူကြီးတွားတော့မယ်နော်အဲ့ဒီစကားကြောင့်တကြီးကချက်ချင်းဖုန်ကြီးចောင်းတွားရအောင်လို့ပြောတော့မိုးလည်းချုပ်နေပြီဘာနမနာတွားဖို့ပြောလိုက်ပါတယ်ဦးစင်ကအတန်ကြားတဲ့ကြောင့်ကပိယကိုနှုတ်ခဲ့ပြီးအပြင်တွားကြည့်ဖို့အဖို့ခေါ်ခဲ့ပါတယ်အပြင်ရောက်တဲ့ခါမှတော့အတန်ကပူကျလာပြီးခွန်တလာကသူ့ရွှေကိုရောက်လို့လာပြီဦးစင်တို့ခြေတက်လက်လှမ်းလိုက်တာနဲ့ခွန်တလာကလည်းသူ့တို့နောက်ကိုလိုက်ခဲ့ပြီးခွန်ပြေးမိချင်တော့ရှေ့ကနေပိတ်ရက်လိုက်ပါတယ်ခေါင်းတလာကရှေ့မှာခုနေတာကြောင့်ဆက်မလိုက်နိုင်ကြောင်းပြောပြီးဦးစင်ကိုရှေ့ကတွားခိုင်းခဲ့ပါတယ် ပင်ကန်းနဲ့ခေါင်းတလကညိတော့ဦးစင်ကိုဆွဲထားတယ်ထင်တာကြောင့်အော်လို့နေခဲ့ပြီးကပိယကဒိုအချင်းချင်းနဲ့ဖဲလိုက်ချိန်မှာတော့လွတ်လွတ်သွားခဲ့ပြီးဦးစင်ကတော့တိတ်မကြောက်ရှာပါဘူးညာရင်ချင်းရွာတဲ့ကအိတ်တအိမ်ကိုနိုးပြီးအဲ့ဒီအိမ်မှာပဲတညတာချင်းလိုက်ပြီးအဟိပြတဲ့ညက်တွေကများတာကြောင့်နေဖင်ထိုးမှနိုးခဲ့ပါတယ်ခဏကြာမှတော့ရွာသားတယောက်ကဦးစင်ကိုတဖက်ရွာကပစင်းခံဖို့အတွက်ဦးစင်စုံချမ်းကိုပင့်ခဲ့ပြီးရွာလူရွာသားတွေနဲ့အတူပြပြပပတွားခဲ့ကြပါတယ်ကြောင်ရောက်တဲ့ခါမှာတော့ချောင်းနယ်ဖုန်းကြီးကဦးစင်စုံချမ်းကိုဦးစင်ဖြစ်ရတာတိတ်ကဲကောင်းတယ် တချို့ဆိုခနာကုံမတန်ဆွဲလို့မဝင်နိုင်ဘူးတချို့ကြတော့ဝတ်ရှင်တော်လည်းမိသားစုစားဝတ်နေရင်းနဲ့အကြောင်းမျိုးမျိုးကြောင့်မဝင်နိုင်ဘူးဦးစင်းဆိုချယဟန်ဖြစ်တော်ခနာမှာကိုနိုင်တယ်လောက်တရားထိုင်ဦးစင်းဖြစ်ဖြစ်လူဖြစ်ဖြစ် စိတ်ထားဖြူစင်အောင်ထားဖို့မိတ်နိုင်ပါတယ်တစ်ဖက်မှာတော့တကြီးနဲ့ရွာသားတချို့ကအာဖရိကအောင်လန်းဆရာကိုခေါ်ခဲ့ပြီး MP ကိုနှိမ်နှင်းခဲ့ပါတယ် MP ရရောက်လာချိန်မှာတရဲမကအသားမဲလာကြောင့်အာဖရိကငမဲကလန့်လို့သွားပြီးအော်ရန့်ဆရာကပါဇက်ထဲရှိရာဘာတွေရွတ်နေမှမသိဘူးတရဲမကပါနားမလည်ဖြစ်နေခဲ့ပါတယ် အောင်လက်ဆရာက စီကြောပြီးတရေကိုအိုးထဲဝင်ခန့်ခဲ့ပါတဲ့အောင်လက်ဆရာကဘာတွေပြောနေမှမသိဘူးတခုမှနားမလည်ဖြစ်လို့နေပြီးနိုင်ကြီးတာကြောင့်ခေါင်းတလားကိုသူ့လိုရှေ့ပို့ပေးလိုက်ပြီးအောင်လက်ဆရာကို MP က6000နဲ့ဖိပြီးတတ်မဲ့ချိန်မှာဦးစင်းကကြောက်လို့လာပြီးတားလိုက်ပါတယ်လာတားတဲ့ဦးစင်းကိုလည်းတမဖို့အတွက်တွားခဲ့ပြီးအောင်လက်ဆရာကဗဒီနဲ့လေဘင်းကိုစုဖမ်းလိုက်ပါတယ်ခဏကြာမှာတော့ဗဒီကအကုန်လို့တွားပြီးကွဲလို့တွားခဲ့ပါတယ်အောင်လက်ဆရာကိုတက်မဲ့ချိန်မှာကြက်မပြည့်သူတားဖြစ်သူကရောက်လာပြီးအမေကထိသွားပြီလေတားကအရွယ်ရောက်နေပြီလေတားကိုစိတ်ချလာ အမေတို့ကောင်းမကူတို့လေးလုပ်ပေးပြီးအမြဝေပေးမယ်နော်အမေတခါမှစီတောက်ကိုစစ်ချပါကျောင်းနဲ့ဖိုးကြီးလာရင်တခါမှစီတောက်ကိုဖိုးကြီးကျောင်းမှာထားဖို့အတွက်ဦးစင်လျှောက်တင်လိုက်ပါမယ်အဲနော်ကျမပြေကဖိုးကြီးကျောင်းမှာကပ်ပြရလို့လုပ်နေပြီးဆုံချန်းကတော့တင်ကန်းချုပ်ပြီးလူပြန်ထွက်ခဲ့ပါတယ်ဆိုရှယ်ကိုလိုက်ဖက်နေတဲ့ခြေကလည်းလူစုတယောက်ပြောင်းလဲသွားတဲ့ကြောင့်မဖန်တော့ပဲထောင်တင်လျာစာလို့လဲနေသလားဆိုပြီးတော့မဖန်တော့ပဲလုပေးလိုက်ပါတယ်ဆိုရှယ်ကတော့မိဘရဲ့လက်ခုပ်လက်ရင်းလုပ်ငန်းကိုလွတ်ကိုက်လို့နေပြီးသူချစ်တဲ့သူနဲ့လက်ထက်လို့သွားပြီးအရင်လိုဖိုးတာဒီမဟုတ်တော့ပဲကောက်ကောက်မမို့လုတ်ကန်စားတောက်ပြီး 不过，我都是在片场专业拍的。